နံပါတ်1တားထွက်ခြင်းတားထွက်ခြင်းလို့ဆိုလိုက်တာ ਨੇ အဲ့ဒီကျမကပေါက်လာတဲ့ကြက်ဖတိုင်းအញ្ញံဘက်မပါပဲ၅កောင်မှ၃កောင်လောက်ကအ ਨੇ တုံးလို့ရတာမျိုးအဲ့ဒီထဲကမှကြံ၂កောင်ဟာလဲတုံးမရလောက်အောင်အញ្ញံဘက်မပါတာမျိုးတွေတွေးရတတ်ပါတယ်နံပါတ်2တားထွန်းခြင်းတားထွန်းခြင်းလို့ဆိုလို့ရမှာပေါက်လာတဲ့ကြက်ဖတိုင်း၆កောင်လောက်မှတကောင်စ၂កောင်စဟာအခြားကြက်များထက်တာလွန်ခြင်း ဖအေးချေမအေးတွေးအပြေးဝရာချီတာမျိုးတွေအချားကျဖများတဲ့တာလွန်ချင်းဖအေးချေမအေးတွေးအပြေးဝရာချီခြင်းမျိုးတွေပါလာတတ်တာမျိုးတွေအဒီထက်ပိုတဲ့ချက်ခွတ်တွေပါလာတတ်တာမျိုးတွေတိချိတတိထားတွေးကြုံခဲ့ပါတယ်နံပါတ်3တာပေးချင်းတာပေးချင်းလို့ဆိုလိုတဲ့နေရာမှာဖအေးချေမအေးစိတ်ခုပေါက်စတာတွေပေးတဲ့အပြင်အရာအမွေးထိပါချပေးတဲ့ကြက်မျိုးကိုဆိုလိုခြင်းဖြစ်ပါတယ် နံပါတ်4တားပေါက်ကောင်းခြင်းကျမတိုင်းဟာတားပေါက်မကောင်းပါဘူး။ညုံခြင်းနဲ့မှနှုတ်တီးနဲ့ဥလှဲ့ခြင်း၊ရင်ခွင်အောက်ကိုမှွေ့လုံကြုံစေခြင်း၊ကိုလှဲ့ဝှက်ခြင်း၊လိုအပ်တဲ့အပူချိန်ရရှိရက်မှန်စွာပေါက်စေခြင်းကြောင့်ဝှက်ခြင်းတွေကဥအားလုံးလိုလိုပေါက်ခြင်းမျိုးပါ။အစာကိုခန္ဓာကိုအတွက်လိုအပ်တလောက်ချင်းချင်းစားတော့ပေးတဲ့အတွက်ကြက်ဥတားပေါက်ဖို့အတွက်လိုအပ်တဲ့အပူချိန်ကိုထိန်းညှိထုတ်ပေးနိုင်ခြင်း အညောင်းဆက်ပြန်တန်းခြင်းဟူခြင်းစင်မမစင်စွန်ခြင်းလူလုံးတဲ့ကြမများကတာတာပေါက်ကောင်းတတ်တာမျိုးပါနံပါတ်5တာရင်ကောင်းခြင်းပေါက်လာတဲ့ချက်ကလေးတွေကိုအစာချာပွေကျွေးမွေးတတ်ပြီးကိုယ်နဲ့မကွာစောင်းချောက်တတ်ခြင်းအခြားဘေးအန္တရာယ်မျိုးကိုလည်းကောင်းမွန်စွာကာကွယ်ပေးနိုင်ခြင်းစတဲ့ကြမတွေဟာတာရင်ကောင်းတတ်ကြပါတယ်တာရင်ကောင်းတဲ့ဆိုတဲ့နေရာမှာနှစ်မျိုးထပ်တွေ့ရတယ်ပထမတစ်မျိုးကတော့ မိမိသားပေါက်များမှလွဲ၍အခြားသားပေါက်များကိုအနာအကက်မခံမဲ့စိတ်သက်ခွတ်သက်လူချင်းများပြုလုပ်၍အခြားကြက်များကိုမစိတ်မစားရအောင်အုပ်ထားမိပါကမိမိသားပေါက်များကိုဒေါသဖြင့်စိတ်သက်ကြပါလေအကြမမျိုးတွေဟာပောက်ပြီးရက်သားမှ အခြားကြက်များအနာအကက်မခံစေပဲသွားနိုင်ပြီးနိုင်မှ အခြားအန္တရာယ်များကိုအတော်တင့်လုံခြုံစွာကာကွယ်ပေးနိုင်ပါလေနံပါတ်6 မြုံချင်းဖို့ချင်းကျမတွေမြုံတဲ့နေရာမှာမတမ်းမကျဖနဲ့ကပ်ပါတော့လေမဥရသေးသည့်ကျမမြုံချင်းနဲ့မာကြီးမမြုံချင်းနှစ်မျိုးတွေ့ရပါတယ်ဒုတိယမာကြီးမြုံချင်းဟာအစီကက်၍မြုံချင်းတစုံတရာကိုအလွန်ကြောက်လန့်သွားပြီးမြုံချင်းမျိုးကျွန်တော်ဘဝမှာတွေ့ပြီးပါတယ်အစီကက်ပြီးမြုံတာဟာတံမြာကြီးကိုအရေးညှစ်ပြီးဟင်းစားစုံနဲ့တိုက်ပြီးတောင်းမောက်ထားရင်ရာတက်ပေမဲ့ တဲကြီးငယ်ပြီးပြက်မြုံသွားတဲ့ကျမတွေကတော့နောက်တနေ့ထိမဥတော်လို့ဖုန်ကြီးเจ้าကိုဘေးမဲ့လှုပ်ပေးခဲ့ရဘူးလေ။နံပါတ်ကွန်တွန်ချင်းကျမဆိုတာတွန်တဲ့မျိုးမဟုတ်လို့ကျမတွန်လို့မိုးမလင်းဘူးဆိုတဲ့စကားတောင်ချီခဲ့တာမျိုးပါ။ကျမတွေကဘာကြောင့်တွန်တယ်လဲအများဆုံးကကျဖနဲ့ဝေးပြီးတာခွဲကန်နီးတွေမှနဲ့ပင်ကိုကလာတဲ့အဖဟိုမုန်းတဲ့ပြန်ကြွလာတဲ့အခါမှာတွန်ချင်းပါအဲ့လိုတွန်တဲ့ကျမတွေကိုချက်ပေါက် ကျက်ဖများတဲ့နေရာမှာပြန်ထားလိုက်ပါတွန်ချင်းရက်သွားပါလိမ့်မယ်ဟုတ်ကဲ့ဒီအကြောင်းအရာကိုတော့ကိုလဲကျော်စွာကရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်